မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အာရှလန်ဒရန်ကူးရွာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးတအုပ်နဲ့အရာရှိ၄ဦးအပါအဝင်အယောက်၄၀ကျော်ထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 4ရက်နေ့ကနေ18ရက်နေ့အတွင်းကော့ကရိတ်မြို့နယ်အာရှလန်ဒရန်ကူးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာ အကြမ်းဖက်စစ်ခွေးဘက်ကဗိုလ်မှူးတုံးနဲ့အရာရှိ၄ဦးအပါအဝင်အယောက်40ကျော်ထက်မနည်းတိတ်ဆုံသွားပြီးတော့ပျောက်ဆုံးနေတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။အခုလိုတိုက်ပွဲတွေအတွင်းမှာစစ်တပ်ဘက်ကထိခိုက်တိတ်ဆုံမှုတွေများပြားပြီးတော့စစ်စင်ရေးထိခိုက်မှုဆုံးရှုံးမှုတွေကြောင့်တမ55နောက်တန်းဗျူဟာနဲ့ခမရ905တိုင်ရင်ကစစ်ဗျူဟာမှူးများအချင်းချင်းရန်ဖြစ်ဆဲဆိုနေကြတယ်လို့သိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ဘက်ကကော့ဂရိတ်မြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများအလုံးကို KNLA စစ်ရေးမလုံရှားနိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကိုလှုံ့ဆော်နေတယ်လို့သိရပါဗျ။မနေ့ကဩဂတ်စ်လ18ရက်နေ့မနက်8:38မိနစ်ခန့်မှာလဲအကြမ်းဖက်စစ်ခွေးတပ်ရဲ့ Jet Fighter တစ်စီးကကြုံတိုးတရက်တော်တောင်ကြားအင်အနီးကောင်းရွာလမ်းကြောင်းကနေပြန်တန်းလာပြီးတော့ကြိုက်တလောက်ဘောတိုင်းဘက်နဲ့အန်ဖလေးတဝိုက်နဲ့အာရှလမ်းမှာရှိတဲ့တိုက်ပွဲများဖြစ်နေတဲ့နေရာများကိုဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ဩဂတ်စ်လ4ရက်နေ့ကနေ18ရက်နေ့အတွင်းကော့ဂရိတ်အာရှလမ်း ဒရန်ကူးကျေးရွာတိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကဘုံမှုအပါအဝင်အရာရှိ9កောင်လောက်သေးတယ်ပြီးတော့စစ်ခွေးစစ်ကြောင်းကနေပျောက်ဆုံးတဲ့တေဆုံးတာကအယောက်40ကျော်လောက်ရှိတယ်တမ55နောက်တန်းပြူဟာနဲ့ခမရ545တက်စစ်ပြူဟာမှုတွေစစ်စင်ရေးဆုံးရှုံးမှုကြောင့်စကားများပြဿနာတက်ပြီးရန်ဖြစ်နေကြတယ်လို့သိရတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာကားတစ်စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ16ရက်နေ့နေ့လယ်12:28မိနစ်ခန့်မှာလက်ထုပ်တော်ကြီးွာကိုမိရှုဖျက်ဆီးပြီးတော့မြင်းမူမျိုးအတွင်းကိုပြန်လည်ဝင်ရောက်လာတဲ့အချိန်ဝမ်ပြေကြီးွာနဲ့မြင်းမူမျိုးဂျားမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအိမ်စည်းကားတစီမိုင်းထိမှန်ခဲ့ပြီးတော့စစ်ခွေးတပ်ဘက်ကထိခိုက်သိမ်းဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ကျွန်တော်တို့ကစွဲမိုင်း6လုံးနဲ့အဝေးထိုင်းမိုင်းတွေကိုထောင်ထားပြီးတော့နေရောညပါမိုင်းဆွဲဖို့စောင့်နေတော့စစ်ခွေးတွေကအင်အားအလုံးရင်းနဲ့မိုင်းဆွဲဖို့စောင့်နေတဲ့နေရာကိုရောက်လာတော့ ကျွန်တော်တို့တွေပြန်ဆုတ်လိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ထောင်ထားတဲ့ဆွဲမိုင်းရဲ့ကျိုးကိုစစ်ခွေးတွေလိုက်ပါလာတဲ့အိမ်စည်းကတစည်းကဝင်တိုက်လို့မိုင်းထာကွဲတာကားလဲပျက်စီးသွားတယ်ထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အထိမပြုတ်နိုင်သေးဘူးလို့ People's Night Defense Force မြင်းမူ PKDF MMU ကတာဝန်ရှိသူရဲဘော်အေဂျင့်ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုသခိုင်းခရိုင်စစ်ဌာနကိုကဲရေးမှုရဲ့ကိုကဲမှုနဲ့ People's Night Defense Force မြင်းမူ PKDF MMU နဲ့သခိုင်းခေအမှခွန်တရဲတခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်တနင်္သာရီတိုင်းကော်တောင်းမြို့နယ်မလီဝမ်းရဲစခန်းနဲ့မလီဝမ်းချေးရွာအမှတ်9နဲ့ချင်းမြတ်တရဲတို့ကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ခွေးဘက်ကအရာရှိတအုပ်သေးဆုံးပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။ ဩဂတ်စ်12ရက်နေ့မနက်2နာရီခွဲအချိန်ကမှကော်တောင်မြို့နယ်မလီဝမ်းကျေးရွာအခြေစားအမှတ်9ရှစ်နှစ်ချင်းမြန်တိုင်ရဲနယ်မလီဝမ်းကျေးရွာမှာရှိတဲ့မလီဝမ်းရဲစခန်းတို့ကိုကော်တောင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကဝေရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုများတဲ့မှာအဆောက်အဦများနဲ့ဘန်ကအများပြားထိခိုက်ပျက်စီးကအကြမ်းဖက်စစ်ခွေးအများပြားဟာကြီးစံထိမှန်တာကိုတော်လိုင်းရဲဘော်များကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရပြီးတော့အရာရှိတအုပ်သေးဆုံးက10ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကယ်ချင်ပြည်နယ်ဗမော်မြို့မြေဆုံဟော့တဲအနီးတဝိုက်မှာလေးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ခွေးအကောင်60ကျော်တေဆုံးကအလောင်းတွေပုံထက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ23ရက်နေ့ကစတင်ပြီးတော့ဗမော်မျိုးမြို့ဆောင်ဟိုတယ်အနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် KIA ပူးပေါင်းတပ်ဖွဲ့ကခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနေရောညပါ၄ရက်ဇက်တိုက်တိုက်ပွဲဖြစ်ပြီးတော့အကြမ်းဖက်စစ်သားအယောက်60ကျော်တေဆုံးကလက်နက်ခဲရအများပြားကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ခွေးအလောင်းတွေပုံထက်နေပြီးတော့ဒါရောက်ယူဆောင်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ ်ဗမာမျိုးအခြေအနေကတော့မနေ့ကညအထိကိုတိုက်ပွဲတွေဖြစ်နေတာနေရောညရော၄ရက်ဆက်တိုက်တိုက်ပွဲအကြီးအကျယ်ဖြစ်နေပါတယ်အဲ့ဒီမှာစစ်ခွေးတွေဘက်ကတော့တော်တော်လေးကိုအထိနာတယ်သေးတာအယောက်60ကျော်လောက်ရှိမယ်စစ်ခွေးတွေသေးတာဒဏ်ရာရတာတော့မသိဘူးသူတို့ဘက်ကတော့ပြန်ဆုတ်သွားပြီစစ်ခွေးတွေဘက်ကလက်နက်ခဲရနေကိုတိမ့်ပတ်ရရှိထားတာလည်းအများကြီးပဲအလောင်းတွေကိုလည်းဒီကောင်တွေဘက်ကလာမကောက်ပဲနဲ့ဒီတိုင်းပုံထက်နေတယ်သူတို့ဘက်ကထိုးစစ်ဆင်တာပါစစ်ခွေးတွေဘက်ကထိုးစစ်ဆင်လာတာအဓိကဖြစ်တာကမြေဆုံဟိုတယ်နားတော့ဝိုင်မှာဘောလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ဗမာမျိုးရဲ့အမြောက်တပ်366စခန်းကိုစစ်ခွေးတပ်ကပြန်လည်သိမ်းပိုက်သွားပြီးတဲ့နောက်မှာတော့ KIA ပူးပေါင်းတပ်ဖွဲ့ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့သိရပါဗျ။ဗမာလေရင်ကွင်းဟာလည်းစစ်ခွေးကတပ်ဖက် KIA ကတပ်ဖက် အပြန်အလှန်ထိ ंछ ုပ်ထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မော်ချီမျိုးလိုခါလိုခြေရွာကဆေးရုံနဲ့ခြေရွာမှာရှိတဲ့နေအိမ်တွေကိုဩဂတ်စ်လ18ရက်နေ့မနေ့ကမနက်7:00နာရီခန့်ကဆေးခွေးတက်ကဘုံကျဲတက်ခတ်ခဲ့လို့ကလေးငယ်တွေအပါအဝင်တေဆုံးသူ25ဦးထက်မနည်းရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆေးခွေးတက်ကဒုတိယအကြိမ်လေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တာလို့သိရပြီးတော့အရသားတွေရဲ့နေအိမ်တွေကိုအရိကပြက်မှတ်ထားပြီးတော့ဘုံကျဲတက်ခတ်ခဲ့လို့လူအစုလိုက်အပြုံလိုက်တေဆုံးခဲ့ရတာလို့ဒေတာရင်းသတင်းအင်းမြစ်ထံကသိရပါတယ် ်မော်ချီကလူနေအိမ်နေစိတ်တယ်ဗျလူနေထူတတ်တယ်အဲ့ဒါကိုစိတ်ခွဲတက်ကတိတိနဲ့တမင်ကိုလှုပ်သွားတာဘာတော်လိုင်းရင်တက်မှာမရှိဘူးခြေပါတွေကိုရှောက်ကျဲပြက်တာအချားနယ်ကနေပြီးတော့အလုတ်လာလှုပ်ကြတဲ့သူတွေလဲတေဆုံးကုန်မာတယ်ကလေးငယ်တွေရောပဲစေးုံပေါ်ပထမတစ်ချိန်ကျဲတာမှာစေးုံပေါ်တက်တဲ့ကြလို့ထိခိုက်တေဆုံးတာတွေရှိတယ်အဆောက်အုံလည်းပြက်စီးသွားတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်လိုခါလိုရွာဆေးုံကိုပထမတစ်ချိန်လေးချောင်းကနေဘုံကျဲခံရပြီးနေ့လယ်၁၂နာရီလောက်မှာမော်ချီဒေသ၁၆ဂုံးကို ဒုတိယတစ်ကြိမ်လာရောက်ပြီးတော့ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။စားတောက်ဆိုင်နဲ့မူဂျိုចောင်းသားကိုဝိုက်ပြီးတော့ကျဲသွားတာ။အခုလက်ရှိတင်25ရောက်ရှိပြီသေးတာ။သူများတွေပြောတာကတော့အယောက်90ကျော်မယ်လို့ပြောတယ်။ယုံအောင်မယုံနိုင်ဘူးဗျာ။လောက်ရလိုက်ကြတာလို့နောက်ထပ်ဒေသခံတအုပ်ကပြောပြထားပါတယ်။လိုခါလိုဆေးရုံကမီးပွားဆောင်နဲ့လူနာဆောင်တွေပြက်စီးခဲ့ပြီးတော့ဒုတိယတစ်ကြိမ်မှာအရက်သားအဆောင်တွေပါထိခိုက်ပျက်စီးကုန်တယ်လို့ဒေသတွင်းသတင်းမြစ်ထံကသိရပါတယ်။ ်မော်ချီမြို့မှာဘာတိုက်ပွဲမှာမရှိဘဲနဲ့အခုလိုမျိုးဘုံကျဲတက်ခိုက်နေတာဟာဇွန်လလအတွင်း၃ချိန်အထိရှိခဲ့သေးတယ်လို့သိရပြီးတော့အဲ့ဒီတုန်းကလည်းလူသေးဆုံးမှုတွေရှိခဲ့တယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပအုပ်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်နောင်ထော်ကယန်းပိုင်းကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ရဲ့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကမိရှုဖျက်ဆီးထားတဲ့အတွက်နေအိမ်တရာကျော်မိလောင်ပြာကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ9ရက်နေ့ကစတင်ပြီးတော့ယနေ့အချိန်အထိစီဇန်မြို့နယ်နောင်ထော်ကြီးွာကိုစစ်တောင်းထုံးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးလက်အောက်ခံခရိုနီနေဝင်းထုံးဦးဆောင်တဲ့ PNO ပြည်သူ့ဆက်များကမိရှုဖြက်ဆီးခဲ့ရာနေအိမ်အလုံးတရာကျော်မိလောင်ပြကျသွားတယ်လို့သိရပါဗါတယ်အဲ့ဒီကြီးွာဟာစစ်ရင်းနဲ့ဘာမှတတ်ဆိုင်ချက်မရှိသလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိဘူးလို့သိရပါတယ်။မိရှုသွားတာကကိုယ့်ရဲ့နေ့ကစပြီးတော့ဒီနေ့အထိပါဆယ်ရက်အထိကြတော့မသိရသေးဘူး။ယူလို့မရသေးဘူး။အရှုတ်ခံရတဲ့နေအိမ်တွေကတော့အလုံးတရာကြုံနေပါပြီ။ဒီမိရှုခံရတဲ့ရွာတွေကဘာတိုက်ပွဲနဲ့မှလည်းတတ်ဆိုင်ခြင်းမရှိဘူး။တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲနဲ့ရွာတွေကအိမ်တွေကိုတအိမ်ပြီးတအိမ်လိုက်ပြီးတော့မိရှုနေတာပါလို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကရှင်းပြထားပါတယ်။အခုလိုဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့စစ်ရင်းနဲ့တပ်ဆိုင်ခြင်းမရှိတဲ့ပြည်သူလူထုရဲ့နေအိမ်များကိုမိရှုဖျက်ဆီးနေခြင်းဟာ အောက်တန်းကြတဲ့ရုပ်မာတဲ့လောက်ရဖြစ်ပြီးတော့ပေါ်လူငယ်လူရွယ်ပညာတတ်များအနေနဲ့ခရိုနီနေဝင်းထွန်းရဲ့အကျိုးစီးပွားစစ်အာဏာရှင်တို့ရဲ့အကျိုးစီးပွားကိုကာကွယ်ရန်ကိုယ်နေမြေကိုယ်ထေတာကိုပြန်ပြီးတော့မိရှုနေရခြင်းကိုပြောနေသလားလို့၎င်းကဆက်လက်ပြီးတော့မေးခွန်းထုတ်ထားပါတယ်။ဒါကြီးကတော့တော်တော်ကြီးကိုအောက်တန်းကြတဲ့ရုပ်မာတဲ့လောက်ရလို့ပြောရမှာပေါ့။စစ်ရင်းနဲ့လည်းမသက်ဆိုင်တဲ့ကြေးဝါပြည်သူလူထုတွေကိုရန်သူလို့သတ်မှတ်ထားပြီးတော့တိုက်ခိုက်ဖျက်ဆီးနေတဲ့အာဏာရှင်တွေရဲ့လောက်ရဖြစ်ပါတယ်။ဒီရွာတွေကိုမိရှုတဲ့နေရာမှာ ခရိုနီနေဝင်းထိုးဦးဆောင်တဲ့စစ်ကောင်မရှင်လက်အောက်ခံ PNO ပြည်သူစစ်တွေပါတယ်အဲ့ဒီပြည်သူစစ်တွေပါဝင်တဲ့လူငယ်လူရွယ်ပို့ပညာတတ်လူငယ်တွေအနေနဲ့ကိုယ်ရည်သားကိုကိုပြန်ပြီးတော့မှမိရှုဖြတ်စည်းနေရတာကိုဒီအတိုင်းပဲကြည့်နေကြတော့မှလားပျော်ပျော်ကြီးပဲလုပ်နေကြတာလားခရိုနီနေဝင်းထိုးရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်ဒီစစ်ခွေးတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် ကိုလူမျိုးကိုဒေတာကိုကြီးရွာကိုမိပြန်ရှုပ်နေတာပျော်ရဲ့လားလို့မေးကြင်ပါတယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရဲရန်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ကံပက်လက်မြို့ပေါ်ကိုအချမ်းဘတ်စစ်ကွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဩဂုတ်လ18ရက်နေ့မနေ့6:55မိနစ်ခန့်မှာနေပြည်တော်လေတပ်ကနေတက်လာတဲ့ အဂျပါစစ်ခွေးတိုက်ရဲ့ဂျက်ဖိုက်တာဒစီးဟာကံပက်လက်မြို့ပေါ်နှစ်နေရာကိုဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျာ။အဂျပါစစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အလားတူပဲမခွေးတိုင်းမြိုင်မြို့နယ်မြောက်ပိုင်းကံကြီးရွာကိုအဂျပါစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်86နှစ်အရွယ်အဖိုးအိုတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူများကသတင်းပေးပို့ထားပါတယ်။ ဩဂတ်စတာ16ရက်နေ့ညပိုင်းမှာဂျပန်စစ်ခွေးတိုက်ရဲ့ဒရုန်းလေးတက်ကနေတက်လာတဲ့ Jet Fighter ဒဇီးကပေါင်900ဘုံတန်းလုံးနဲ့ကံကြီးရွာကိုဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဂျပန်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းအသက်86နှစ်အရွယ်အဖို့အုပ်တူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းပျက်စီးသွားတယ်လို့ပြောပါတယ်။16ရက်နေ့ည9:55မိနစ်လောက်မှာဖြစ်သွားတာဒရုန်းကနေတက်လာတဲ့ Jet Fighter ကကြောက်ထုတ်ဘက်ကိုတစ်ဘက်လောက်ပတ်ပြီးတော့မှအနိုင်ပြန်တန်းလာပြီးတော့ဘုံကျဲသွားတာပါ။ ထိခိုက်သွားတာကအသက်86နှစ်အရွယ်အဖိုးကြီးလက်ကမစိုးရင်ရဒဏ်ရာတော့ရသွားတယ်အိမ်ကတော့အတော်လေးကိုပြက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ